အစီဒီစကလုံးကိုကြားလိုက်ရင်ဘာကိုရင်ပြင်းမြင်မိလဲอืมအစားတောင်းမှာရှောင်ရမရာချကုလိုပဲကျွေးမိကြတာများပါတယ်ဒါမှမဲ့လေတကယ်တမ်းမှာအစီဆိုတာကကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးတော့ရှုထွေးနေနေပါတယ်ဆိုတော့ဒီနေ့မှာအစီကတကယ်ပဲရန်သူကြီးလားဒါမှမဟုတ်ကျွန်တော်တို့မထင်ထားတဲ့မိတ်ဆွေကောင်းတယောက်များဖြစ်နေမလားဆိုတာကိုအတူတူလေ့လာကြည့်ကြတာပေါ့ဟုတ်ပါတယ်ကျွန်တော်မြင်များကတော့အစီအစဉ်နဲ့ကျမရဲ့အတွက်မကောင်းဘူးရှောင်မတ်ဖြစ်မဲ့ဆိုရဲအတိနဏီလေးရှိတာတယ် ဒါပေမဲ့ဒီအယူဆကရောတကယ်ပဲမှန်ရလားအံ့ဩစရာပဲနော်တကယ်တော့အစီဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့လုံငန်းဆောင်တာတွေအတက်မရှိမဖြစ်လိုအပ်တဲ့အဓိကအာဟာရတစ်ခုဖြစ်နေတာပါကဲဒါဆိုဘာဖြစ်လို့လူတွေကအစီကိုဒီလောက်တောင်ကြောက်နေကြရလဲအဲ့ဒီအဖြေကိုရှာဖို့ကျွန်တော်တို့အထူးထူးအစီရဲ့အရေးကြီးချက်အခန်းကဏ္ဍနဲ့စပြီးလေ့လာကြမယ်ပြီးရင်တော့အစီလောကထဲကမကောင်းတဲ့အစီနဲ့ကောင်းတဲ့အစီဆိုတာတွေကိုခွဲခြားသိမြင်အောင်လုပ်ကြမယ် ်နောက်ဆုံးမှာတော့ဒီရသည့်ပညာတွေကိုနေစဉ်ဘဝမှာဘလို့လက်တွေ့အသုံးချမလဲဆိုတာကိုကြည့်သွားကြပါမယ်ကောင်းပြီအစီကိုကောင်းတယ်မကောင်းဘူးလို့မဆုံးဖြတ်ခင်ပါလေသူရဲ့တကယ်အရေးကြီးတဲ့တာဝန်တွေကဘာတွေလဲဆိုတာကိုအရင်ဆုံးနားလည်ထားဖို့လိုပါလေအစီမှလေအဓိကလုံဆောင်ရကြီး၃ဦးတောင်ရှိရဲ့ပထမဆုံးတစ်ခုကတော့စွမ်းအင်ပေါ့ကယ်လိုရီမြင့်တဲ့စွမ်းအင်တွေကိုသူကပေးရဒုတိယကကြတော့ဗီတာမင် A D E K လိုမျိုးအရေးကြီးတဲ့ဗီတာမင်တွေကိုခန္ဓာကိုယ်ကစွန့်ယူဖို့အတွက်သူကမရှိမဖြစ်ပဲ နောက်ဆုံးတစ်ခုကတော့ဗျာကိုတွင်းတန်ကားတွေကိုကားခွဲပေးတယ်ပြီးတော့ခနာကိုအပူချင်းကိုပါထင်းကြီးပေးသေးတယ်တကယ်ကိုပဲနောက်ွယ်ကနေတိတ်တိတ်ကလေးအလွတ်လွတ်ပေးနေတဲ့သူရဲကောင်းကြီးချက်နေတာပဲဒါပေမဲ့ဒီသူရဲကောင်းဇလက်မှာအလက်အပြောင်လေးတစ်ခုတော့ရှိနေပြန်ရော အစီအမုံကိုတတန်းတည်းထားလို့လုံးဝမရပါဘူးဘာလို့လဲဆိုတော့အစီလောကမှာလဲသူ့ရဲ့ဇက်ကောင်အမျိုးမျိုးရှိနေလို့ပါပဲရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ပေါ့ အစီမှာသူရဲကောင်းလီနဲ့ဗီလိန်တွေဆိုပြီးအဓိကညှက်ဖွဲ့ရှိတယ်။သူရဲကောင်းလီကနှလုံးသားမရေကိုကာကွယ်ဆောက်ရှောက်ပေးတဲ့အချိန်မှာဗီလိန်တွေကတော့နှလုံးရောဂါချင်းနိုင်ရေကိုမြင့်တင်ပေးတဲ့အန်ဒီရဲ့ရှိတဲ့စက်ကောင်းလီပေါ့။ကောင်းပြီ။ဒါဆိုရင်အရင်ဆုံးကျွန်တော်တို့ရှောင်ကျင်တင်တဲ့အစီလောက်ကရဲ့ဗီလိန်တွေနဲ့စပြီးတော့တွေ့ဆုံကြည့်လိုက်ကြအောင်။ပထမဆုံးဗီလိန်ကတော့ပြေဝရှိ saturated fat ပါပဲ။သူ့ကိုအသားအနေနှုတ်ထပ်ပြီးစီးတွေဖြစ်တဲ့ထော်ပတ် cheese ီးတော့အုံးစီလိုအစားစာတွေမှာအများဆုံးတွေ့ရတယ်။တတိထားရမှာကသူဟာသွေးကြောတွေမှာကပ်ညီးပြီးကျမကြီးကိုတဖြည်းဖြည်းထိခိုက်စေနိုင်တယ်ဆိုတာပါပဲ။ဒုတိယဘီလင်ကတော့ပိုလို့တောင်အန်ဒီအကြီးပါတယ်။သူ့နာမည်က transfer transfer ပေါ့။သူကတော့ margarine လိုပြပင်းထားတဲ့စီတွေ၊ biscuit တို့၊ကိတ်မုန်တို့လိုအသင့်စာအစောက်စာတွေထဲမှာဖုံးအောင်နေပြီးသွေးကြောတွေကို တိုက်ရိုက်ပိတ်ဆို့စီနိုင်တဲ့အစွမ်းရှိတယ်။ဒါကိုတော့ တည်တည်ချာချာမှတ်ထားသင့်ပါတယ်။ transfer fee ဟာပြည်ဝစီထဲတောင်းပို့ပြီးဆိုးရွားပါတယ်။ဆိုတော့သူဟာကျွန်တော်ရဲ့အစားတော်ထက်မှ number 1အဖြစ်ရှောင်ကျင်ရမယ်။အဓိက villain ဘက်ပေါ့။ကဲ villain နဲ့ကြောင်းတည်ပြီးပြီဆိုတော့စိတ်မညစ်သွားနဲ့အောင်နော်။အခုကျွန်တော်တို့ခန္ဓာကိုယ်ကာကွယ်ပေးမယ်သူရဲကောင်းတွေကြောင်းဆက်ကြည့်လိုက်ရအောင်။ဒီသူရဲကောင်းတွေရဲ့ဘက်မှာရှိနေလဲဆိုတော့ဟိုအဝဲကြီးမှမဟုတ်ပါဘူး။ကျွန်တော်တို့နဲ့အနီးဆုံးပါပဲ။တောင်လင်းစီနေကြစီလို့ကြားမရသေးစီဒီ cream လို့ဖြစ်နေတဲ့ထော်ဘက်တီး ချွေရတဲ့အခွင့်မားသည်နဲ့အစစ်အစမ်းတွေဒါတွေအားလုံးဟာနေ့စဉ်အစားအသောက်ထဲမှာအလွယ်တကူထည့်သွင်းနိုင်တဲ့အစွမ်းထက်သွေးရည်ကောင်းနေပါပဲ။ဒါတင်မကသည်ဘူး။ကောင်းလေအစီတွေထဲမှာတောင်မှစူပါပါဝါရှိတဲ့အထူးအဖွဲ့တစ်ခွက်ရှိနေပါသေးတယ်။သူတို့ကတော့အားလုံးကြားဖူးနေကြတဲ့ Omega 3 stress တွေပဲဖြစ်ပါတယ်။ Omega 3 stress ကိုတော့ salmon, mackerel, sardine ငါးလိုအဆီများတဲ့ငါးလိမှာအများဆုံးတွေ့ရပါတယ်။သူတို့ရဲ့တကယ် super power ကဘာလဲဆိုတော့ဦးနှောင်းရဲ့လှုပ်ဆောင်ချက်ကိုမြင့်တင်ပေးတဲ့ ပြီးတော့နှလုံးရိုးကဖြစ်နိုင်ခြေကိုတိတိတာတာကိုရှော့ချပေးနိုင်တာပါပဲ။ကဲဒီသူရဲကောင်းတဲ့နေဗီလေးနဲ့ချောင်းတီးပြီးပြီဆိုတော့အဓိကအချက်ကဒီအသိပညာကိုနေ့စဉ်ပေါ်ပါမှာပြီးတော့အသုံးချမလဲဆိုတာပါပဲ။ဈေးဝယ်ထွက်ခဲ့အခါအငယ်တန်းလွတ်လွတ်ချုံအားရတဲ့ရွေးချယ်မှုကခုနဲ့စားလိုက်ရအောင်။ထောပတ်နဲ့မာဂျရင်းဒီနှခုထဲမှာဘယ်ဟာကစမ်းမရည်အတွက်ပိုကောင်းမလဲ။ဒါကလူအများစုအတွက်ကြက်ကလေးကိုရှုပ်ထွေးစေတဲ့မေးခွန်းတကူပါ။ဒီရွေးချယ်မှုကိုရှင်းရှင်းလင်းလင်းကြည့်လိုက်တဲ့အခါ စိတ်ဝင်စားစရာအချက်ကိုတွေ့ရပါမယ်။ထောက်ဘက်မှာကပြေဝစီများပြီးရောမာဂျရင်မှာတော့မပြေဝစီများတယ်။ဒါပေမဲ့တတိပြုရမှာကမာဂျရင်တချို့မှာအန်တရယ်ရှိတဲ့ transfer တွေပါဝင်နေနိုင်တာပါပဲ။အဲဒါကြောင့်တကယ်လည်းအကောင်းဆုံးရွေးချယ်မှုကတော့အစီပါဝင်မှုနည်းတဲ့ low fat spread တွေချစ်နေတတ်ပါတယ်။ ဒီတော့ကျွန်တော်မသားထားရမယ့်အဓိကအချက်ကဒါပါပဲအရေးကြီးရကအစီလုံးဝမစားခဲ့ fat free diet မဟုတ်ပဲမှန်ကန်တဲ့အစီကိုရွေးချယ်စားသုံးတဲ့ right fat diet ဖြစ်ပါတယ်အစီကိုလုံးဝရှောင်တာမဟုတ်ပဲမှန်ကန်တဲ့အစီကိုပိုပြီးရွေးချယ်ဖို့ပါပဲအခုဒီအချက်လက်ဒီကိုတီးသွားပြီဆိုတော့လေနေ့စဉ်စားတောင်းနေတဲ့ပန်းကန်ထဲမှာဘယ်လိုအစီမျိုးစားရည်ပါဝင်နေလဲဆိုတာကိုပြန်လည်ဆန်းစစ်ကြည့်ဖို့အချိန်တန်ပါပြီကျွန်တော်ရဲ့နေ့စဉ်ရွေးချယ်မှုလေးတွေကကျွန်မရဲ့အထွေထွေရဲ့ဟုန်းတွေကိုဖိတ်ခေါ်နေရလား ဒါမှမဟုတ်မတိလိုက်မတိပါတာနဲ့ဖေးလင်းတွေကိုအားပေးနေမိသလားစဉ်းစားကြပါပဲ။